ဟယ်လိုချစ်ရတယ် BB family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new teaser ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လရဲ့ပထမရက်မနက်ပိုင်းသတင်းထူးသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတွေ့မှာကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အရင်ဆုံးထုတ်စတိုင်းပဲလူကြီးတူရှိသတင်းကောင်းလေးနဲ့စလိုက်မယ်နော် ကဲပထမဦးဆုံးသတင်းတစ်ပုဒ်ကတော့စကိုင်းမြို့တက်မ33ဌာနချုပ်ကိုရှော့လိုက်တုံးသုံးလုံးဖြစ်ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများရှိနိုင်သွားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်အဲတော့ဒီစကိုင်းတိုင်းစကိုင်းမြို့ပေါ်ရှိအမတ်33ချီမြတ်တမဌာနချုပ်ကိုရှော့လိုက်တုံးသုံးလုံးပြည့်ပြတ်ခတ်တိုက်ခဲ့ခဲ့ရာတမဌာနချုပ်အတွင်းထိရောက်စွာကြောက်ရောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်း Brave Warrior for Myanmar BWM တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်ဗောနော် ကဲဒါမျိုးပေါ့နော် short ride drone နဲ့ကျွေးနိုင်တာလည်းတကယ်ပဲသတင်းကောင်းပဲဖြစ်ပါတယ်အဲ့တော့နေ့လယ်ပိုင်းလောက်ဆိုရင်တော့အာဒီမသာသတင်းတွေတက်လာတော့ဖြစ်ပါရဲ့နော်ကဲနောက်တဲ့သတင်းပုဒ်ကတော့ကရင်ပြည်နယ်မြောက်ဒီမျိုးဆောင်တက်ဖြစ်သောနှစ်ခုကတရင်ကိုတော်လိုင်းရေးတက်တွေကဒီကနေ့ညဦးပိုင်းကလက်နက်ကြီးတွေနဲ့ဇလိုက်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းမဖြစ်ပါရဲ့နော်အဲ့တော့ဒီနှစ်ခုကဆိုတာကဟိုးတစ်ခေါက်တုန်းကမနေ့တုန်းကပေါ့နော်2024တုန်းကတစ်ခေါက်သိမ်းပြီးရဲ့စကမ်းဖြစ်ပါရင်နော်အခုတစ်ခေါက်ပြန်လဲတိုက်ခိုက်နေတာဖြစ်တယ်အဲ့တော့မြောက်ရီမြို့ကတော့မကြခင်ပါတော့သတင်းကောင်းတွေကျွန်တော်ကြားတော့မှာဖြစ်ပါရင်နော် ထမအောင်ဆုံးအရေးကြီးတဲ့သတင်းကတော့မိုးလေဝသသတင်းဖြစ်ပါတယ်အားလုံးသိရတိုင်းပဲဒီရက်ပိုင်းမှာဒီမိုးလေဝသနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုပေါ့နော်သတင်းစိုးတွေကြားရဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့မှာမိုးလေဝသအခြေအနေဘယ်လိုဖြစ်မလဲဆိုတာကိုသုံးသပ်ထားတယ်ဦးထိတင်းရဲ့မိုးလေဝသသတင်းတွေတော့ကြည့်လိုက်အောင်ဗျာပါပြီမယ်လေနောက်ဆက်တွဲဆက်လာတဲ့မုတ်တုံမိုးကြောင့်မြန်မာပြည်မှာမိုးပြန် ကြီးနိုင်တဲ့အနေအထားရှိတယ်လို့ကျွန်တော်တို့ကလည်းသုံးသပ်ပါတယ်ဒီအချက်ဟာဆိုရင်မြန်မာပြည်မှာ မြစ်တွေချောင်းတွေရေကြီးနိုင်လားဆိုတော့ ခမာတုံးသက်ချက်အတွက်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ10ရက်နေ့အတွက်ကျွန်တော်တို့ခမာတွက်ချက်ကြည့်တဲ့အခါမှာ ကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပြီးတော့စစ်တွေချင်းပြည်နယ်တောင်ဘက်မကွေးတိုင်းမှာတုံစီရအရက်ဒေသတစ်ခုလုံးမှာမိုးရေချိန်6လမကျော်အထိရုတ်တရက်မိုးကြီးနိုင်တဲ့အနေအထားဟာအင်မတန်မှအန္တရာယ်များပါတယ်အထူးသဖြင့်ရခိုင်ရိုးမကစီးဆင်းသွားတဲ့ မကွေးတိုင်းတွေကတောင်ကြီးဒေသတွေအကုန်လုံးအထူးသတိထားပြင်ဆင်ဖို့လိုအပ်ပါတယ်အသိပေးကြပါထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပါတယ်အခြားစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်အထက်ပိုင်းပဲခူးတိုင်းအေရဝတီတိုင်းကရင်ပြည်နယ်တရင်းနာရီတိုင်းတို့မှာ နေရာစိတ်စိတ်မှနေရာကျဲကျဲဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ် ်လွန်လာနေ့ရက်နေ့မှာဆိုလို့ရှိရင်တော့မြမပြည်အထက်ပိုင်းကကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာရုတ်တရက်မိုးကြီးခြင်းနဲ့ဆက်လက်ပြီးတော့ရွာသွန်းနိုင်တဲ့အခြေအနေဖြစ်ခဲ့သောပဲရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူဗဟုပြုတ်ပြီးတော့ရခိုင်ရိုးမတစ်ခုလုံးနဲ့မကွေးတိုင်းအနောက်ဘက်ခြမ်းမှာမိုးတီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိတာတွေ့ရမှာဖြစ်ပါတယ်။ရခိုင်ရိုးမရဲ့အစွန်ဧရာဝတီတိုင်းရဲ့အထက်ပိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ် တနင်္လာရီတိုင်းဘိတ်ဖက်မှာလည်းမိုးဆက်ပြီးတော့ကြီးနိုင်တဲ့အနေသာရှိပါတယ်။အဝါရောင်ပြထားတဲ့မန္တလေးတိုင်းနေပြည်တော်ပဲခူးတိုင်းတက်ပိုင်ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တနင်္လာရီတိုင်းတို့မှာလည်းဆက်လက်ပြီးတော့မိုးများနိုင်တဲ့အနေသာကိုကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်။အီယာဝတီတိုင်းမှာလည်းဆက်ပြီးတော့မိုးများနိုင်တဲ့အနေသာရှိပါတယ်။ဒုံရက်နေ့ရောက်တဲ့အခါမှာတော့မြမပြည်အလယ်ပိုင်းမှာမိုးပါသွားနိုင်တယ်ဆိုပေမဲ့သခိုင်းတိုင်းတက်ပိုင်ကချင်ပြည်ရခိုင် ြည်နယ်နဲ့ရခိုင်ရိုးမှာမကွေးတိုင်းနောက်ချမ်းရန်ကုန်တိုင်းအောက်ဖက်ချမ်းဒေသမန္တလေးတိုင်းနဲ့နေပြည်တော်ကြားရှမ်းပြည်အလယ်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးဆက်လက်ပြီးတော့များနိုင်တဲ့နေထားရှိပြီးတော့မွန်တီနယ်ကရင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်သလိုပဲအခြားနေရာတွေမှာမိုးများနေနိုင်တဲ့အနေအထားရှိတာတွေ့ရမှာဖြစ်ပါတယ်။မိုးရွာသုံးမှုစုစုပေါင်း9ရက်စာကို31ရက် ်လွန်လာတဲ့ရက်၂ရက်၃ရက်၄ရက်နေ့အထိကျွန်တော်တို့ခမန်းတိုင်းတာတဲ့အခါမှာဆိုရင်မြမပြည်အထက်အဝါရောင်ပြတဲ့ဒေသတွေဟာမိုးရခြင်း၆လမတောင်အထိရွာသွန်းပြီးတော့ဒီအနေအောင်ပြတဲ့ကချင်းပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်တို့မှာတော့မိုးရခြင်း၁၆လမလောက်အထိရွာသွန်းနိုင်တဲ့အခြေအနေအားဆိုလို့ရှိရင်လက်ရှိစိုးရိမ်ရိမ်အမှတ်အနာကိုရောက်နေတဲ့မြစ်တွေချောင်းတွေအတူတူတရားဝင်လို့ပါတယ်မြစ်ချောင်းတွေနဲ့ ကရဲ့နေထိုင်သူတွေကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။အဲဒါကတော့ဗောနမိုးလေဝသသတင်းကြီးညာသွားတဲ့ UTT ရဲ့မိုးလေဝသသတင်းလေးပဲဖြစ်ပါတယ်နော်။အဲ့တော့ဒီသူခုနပြောသွားတဲ့နေရာတွေဗောနဒီလိုနေရာတွေမှာတကယ်ပဲတည်တည်ထားဖို့လိုပါတယ်နော်။အဲကျွန်တော်ပထမဆုံးကြည့်ရမယ်ဒီနိုင်ငံသတင်းနေနေရာတော့ဒီဒီအမေရိကန်မှာဗောနတရုတ်ကိုဆန္ဒပြတဲ့သတင်းလေးကျွန်တော်အရင်ကြည့်လိုက်အောင်နော်။တော်တော်ကြီးကိုမိုက်တယ်နော်။ရှီချင်းဖင်ကိုဒေနာမင်းနဲ့ထည့်ပြီးစော်ထားဗောနနားတော့ကြည့်လိုက်အောင်။ဒီတူရောဆိုးရရင်ဖတ်ကြည့်တယ်နိုင်ငံငယ်လေးတွေမှာအဲ့လို မပွင့်လေးနဲ့တရုတ်ကွန်မြူနီပါတီရဲ့စီပွားရေးဘလောက်ပဲကောင်းကောင်းနိုင်ငံရေးရလူသားမှုမရှိခဲ့ရင်လူသားမှုမရှိတော့မင်းရစီပွားလည်းပြတ်နိုင်ငံရေးလည်းကျန်ဆုံးမယ်ဆိုတာမင်းမှတ်ထားပါရှိကြီးကြီးမင်းတို့ဒီအနေမှာတော့တယ်မင်းတို့ပြရလားနော်အကျဉ်းတော့ဒီကွန်မြူနီအနာစင်ရ အနာချီတိုင်းပြည်ကိုအနာတိုင်းပြည်ကွန်မြူနတီရေချုံနေဆိုရှယ်လီရေချုံနေအခုဒီနေ့အနာချီရအဲ့လိုမဟုတ်တော့ဘူးမင်းတို့နောက်ကွယ်ချိုးကန်ပြီးတော့ရင်းကုန်းပွဲလုပ်တယ်ရင်းကုန်းပွဲနိုင်တယ်တရားဝင်လို့လို့တွားတယ်ဒါပေမဲ့အဲ့ရင်းကုန်းပွဲမှာမင်းတို့လိုချင်တဲ့နော်ရှစ်ချစ်ပြည်လိုချင်တဲ့ပါတီတို့တွေပဲမင်းတို့ချိုးကန်လို့ရတဲ့ပါတီတို့တွေလည်းဟုတ်တယ် မင်းတို့ကိုချိုးစီပွားတော့မင်းတို့ကြည့်တဲ့အစိုးရလို့ရတာမင်းတို့ဖန်တီးတယ်ဥပမာငါတို့တိုက်ပြီးပါမင်းတို့ဟိုစိတ်တိုင်းကြလို့ရတယ်ဟာမင်းတို့ချဲ့တယ်လို့ရတယ်စက်ဖို့ပါပြီစက်ဖို့ပါပြီလို့မျိုးမင်းတို့အမြဲတမ်းရရှိနေတယ်နော်တော်ဆန်းစုကြည်ရဲ့လောကဒီမိုကရေစီဖွဲ့တော်ကဒီမိုကရေစီစစ်မှန်တဲ့ဒီမိုကရေစီတော့ပါစစ်မှန်တဲ့တရားတတ်တဲ့ မှုတိုင်းလုပ်တော့မင်းတို့မကြိုက်ဘူးဘင်လာဒေ့ရှ်ပါအားလုံးအင်ဒီဒီဘင်လာဒေ့ရှ်ပါမင်းတို့စိတ်တိုင်းကြချေလို့ရတယ်အဝါမီရစ်ပါဒီလိုပဲမင်းတို့သဘောကျတယ်ဘာလို့တော့အင်ဒီဒီချဲနေကြမှာမင်းတို့စိတ်တိုင်းကြချေလို့ရတယ်သူတိုင်းပါဒီလိုပဲမင်းတို့စိတ်တိုင်းကြမင်းတို့ချဲနေတယ် စ်စစ်ကိုစော်ကားရဲဆိုပြီးတော့ပြည်သူလူထုထောက်ခဲ့တဲ့အစိုးရရဲ့ပြည်သူလူထုတိုက်ခဲ့ပါလိမ့်မယ်။လုံးဝတက်ခွင့်မရှိဘူး။စစ်ကောင်စီအမှန်တရားရုံမှာပတ်ဆက်တဲ့ကျင့်ဝတ်မရှိတဲ့အချမ်းပဲစစ်ကောင်စီရဲ့ဆက်တဲ့အုပ်ရဆိုလို့ချင်းတနေ့ကျုပ်တို့ဖွဲ့ရင်နိုင်အောင်နိုင်မှာနိုင်တဲ့အခါကျရင်အနာဂတ်ချိုင်းနာနဲ့ဗမာပြည်ရဲ့ဆက်ဆံရေးကိုလိုလာတဲ့ဆိုတော့ချိုင်းနာကောင်းအောင်သိနေရမယ်။ Okay. Okay, ဒါတော့เนาะဒီဒီအမေရိကန်မှာရှိနေတဲ့မြန်မာတွေကအမေရိကန်တိုင်းရင်းရှိမှာဒီလိုမျိုးပြောဆိုပေးတာဖြစ်ပါရဲ့เนาะတကယ်ပဲတာဝန်ကြီးတဲ့ဖွဲ့ဖြစ်တယ်အခုဆို day ကိုဖိုက်တာပေါ့เนาะဒီတာတော်လိုင်းတာပြီးသွားကြည့်ဆိုပြီးတော့ကြိတ်ထားတဲ့အနေထားတွေတွေ့ရပါเนาะအဲ့တော့ဒါဒါတရုတ်ကအနေနဲ့သိတင်ပါရဲ့เนาะအခုဆိုသူလိုက်နေတဲ့လူကသူထောက်ခံပေးတဲ့လူကတကယ် ဟိုတော်တဲ့လူလားတကယ်နိုင်မဲ့လူလားသိဖို့လိုပါတယ်အခုဆိုရင်ဒီလောက်ကြရှုံးနေတဲ့ဟာကိုပေါ့နော် तू ဘယ်လောက်ပဲ तू သူ့ရဲ့တောက်လေးသာဖြုတ်လိုက်တယ်ဆိုရင်မင်းအောင်လာကြရှုံးတာကြာပြီပေါ့နော်အဲ့တော့ဒီလိုမျိုးထောက်ခံတာတွေကအခုချိန်မှာဆိုရင်ပြန်လှည့်ပြီးတော့ပြည်သူဘက်ကိုလှည့်ဖို့လိုပါပြီနော်ပြည်သူဘက်ကိုလှည့်တယ်ဆိုရင်တော့ဒီတရုတ်နဲ့ဒီမြန်မာနဲ့ကတော့ဒီဒီဆက်လက်ပြီးတော့အမုံပရိပခါတွေတက်ပြီးမရှိဘဲနဲ့ပြီးသွားမဲ့အခြေအနေမှာရှိနိုင်ပါတယ်နော်ကဲနောက်ထပ်ပေါ့နော်အတူပါဖြစ်သွားတယ်ဒီစစ်ကောင်စီဘုံမှုရဲ့သတင်းလေးကိုရင်နှောင်းကြည့်အောင်နော်ပြီးပြီဆိုရင်ကျွန်တော်တို့သုံးဆက်ထားတဲ့ကုစည်းဗီဒီယိုတွေဟိုင်းကြည့်အောင်ဖြစ်ပါတယ်နော် ကြောက်ဖြူကိုဗမာပြည်ကနေအင်အားလာဖြည့်ချထားတဲ့တမ71ကဗျူဟာမှုနဲ့ဒေသခံတပ်ရင်း943ကဗိုလ်ကြီးတယောက်တို့ဟာမေလ26ရက်နေ့မှာအေအေလက်ဖြောင်းတပ်ရဲ့ဂျေတီမန်ကတိစုံသွားခဲ့ရတာဖြစ်ပြီးမေလ29ရက်နေ့မှာဗျူဟာမှုအလောင်းကိုရန်ကုန်ကိုအထူးလျင်နဲ့ယူဆောင်သွားခဲ့တယ်လို့ပြခိုင်တရင်တွေကို ဖော်ပြနေတဲ့ Little Rabbit ကလည်းမေလ29ရက်နေ့ကတရင်ဖော်ပြခဲ့ပါဗျာ ကျောက်ဖြူ OGT တရုတ်တန်းငွေဖြန့်ရှိရေးစက်ယုံနားမှာတိုက်ပွဲတောက်လျှောက်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကလည်းအကြဆုံးများလာတာကြောင့်မြို့ပေါ်အုပ်ချုပ်ရေးအတိုင်းဝိုင်းကိုပါအကြီးအကျယ်ကြက်ရိုက်လာနေတယ်လို့လည်းအဲ့ဒီသတင်းမှဆက်လက်ဖော်ပြထားပါတယ်။အာတဝါရှုနဲ့ရက်လေဆွန်သွတ်တရားတော်နာဖိတ်ကြားလွှာအထဲမှာတော့ဘုံမှုရှုပ်ကျော်မျိုးအောင်ဟာမေလ28ရက်နေ့မှာတိုင်းပြည်တော်ဝန်ထမ်းဆောင်ရင်းဘဝတဘောက်ကိုကိုလွန်အနေဆိုင်ရောက်သွားခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ရှင်။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘောမောင်မောင်ပြောတာလေးတစ်ချက်နောက်ကြည့်အောင်နော်နှစ်ခုကိုကျွန်တော်ပြောပြခြင်းနဲ့နောက်တစ်ခုကတော့အကြောက်ဖြူမှာ25ရင်းနေကဒီပြူဟာမူတယောက်ပေါ့နော်ကြာဆုံးနေဆိုလို့တစ်ဖက်ကတင်လာတာရှိတယ်ပေါ့နော်တစ်ဖက်ကတင်လာတယ်တည်တည်ချာချာလဲသူတို့နိုင်ဖိတ်စာတွေပိုင်းနဲ့တေချာပြတာတွေ့တယ်အကျွန်တော်ကြားသိရတဲ့သတင်းလျောက်ဆိုလို့ရှိရင်လည်းမှန်ပါတယ်နော်ကြောက်ဖြူကပြူဟာမူတယောက်အာတိုင်းပြည်နဲ့နော်ပြည်သူအတွက် သက်ပေးသွားရပါလေပေါ့ဗျာနော်အဲတို့ပါဆိုလည်းပဲစီးရေးချင်းနေအဖြစ်တော့အဲတင်ပါလေတင်ပါကြောက်ဖြူမှာတော့သူလင်ကိုလင်ပါပဲကျွန်တော်တို့ခင်ဗျားတို့ဒါမျိုးအေးအေးဆေးဆေးနေနိုင်တဲ့အချိန်မှာကြောက်ဖြူကဲဒါတော့ဘောဘောပေါ့ပေါ့ရေဝင်ခံထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့ခိုးလုံးကတော့ဘောမာတဲ့အရင်ညင်းသေးတာပေါ့နော်မဟုတ်ပါဘူးဘာညာကွစ်ကောက်ပေါ့နော်အခုဆိုရင်တော့ဘောမာမောင်ကိုယ်တိုင်ဝင်ခံထားတာဖြစ်ပါရဲ့နော်ဒါအပြင်အခုဆိုရင်ဒီမနေ့ရက်ခိုင်မှာပေါ့နော်ဒီစစ်ဦးစီးချုပ်ဒီ G1 အဆင့်တော်မှာ လက်ပြန်ကျိုးတုတ်ပြီးမှဖမ်းဆီးခံထားတဲ့တရင်တွေအားလုံးလည်းပြင်ပြသားဖြစ်ပါရင်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကျော်စိုးကိုဖိတ်ထားတဲ့ကိုစီးရဲ့ဗီဒီယိုဖိုင်တစ်ချက်တော့ကြည့်အောင်เนาะစစ်တေတာကုတ်ကဲရေးမှု G1 G1 အဆင့်ဆိုတာဒီတိုက်ပွဲတွေကိုလိုက်လံကုတ်ကဲတဲ့အနေထားမရှိခဲ့ဘူးအရင်ခေတ်တည်းကဆိုအခုတော့လက်ရှိအင်အားတွေမရှိတော့တဲ့အတွက် G1 ကိုတိုင်းတိုက်ပွဲကိုဝင်ရောက်ကုတ်ကဲရတဲ့အဆင့်ထိဖြစ်နေရဆိုတဲ့ဟာကိုကြည့်ချင်းအဖြစ်စစ်ကောင်စီကဘလောက်စစ်ချုံးနေတယ်အင်အားဘလောက်ပြုံးနေတယ်ဆိုတာအဲ့ဒါလက်တွေ့ပဲเนาะအဲ့တော့ဒီပုံကိုလက်ရှိမဟာလာပိုင်း30နဲ့တရက်နေမှာရခိုင်တပ်တော်အေးရထုတ်ပြန်လိုက်တာเนาะ တော့28ရက်မှာလက်ရှိရခိုင်ဒေတာကြောက်ဖြူအခုလက်ရှိဒီပုံထုတ်ပုံလိုက်တဲ့ထုတ်ပြန်လိုက်တဲ့ရခိုင်တက်တော့ A ရအခု G1U ကိုဖမ်းပြီးတော့နွားလိုမျိုးကျိုးတုတ်ပြီးပုံမထုတ်ပြန်တဲ့ကြောက်ဖြူတိုက်ပွဲအကြောင်းကို28ရက်နေ့မှာစစ်ကောင်စီရဲ့နော်ဝါရဖြန့်တဲ့ channel တစ်ခုဖြစ်တဲ့ People Media ကကြော်ဆိုးဦးကဗာပြောထားတဲ့ကြောက်ဖြူတိုက်ပွဲနဲ့ပတ်သက်လို့ချက်နားတော့ဒီကောင်တွေတို့ဖြုတ်ကတာအားရရှိတယ်ကွာကြည့်ပါ ဆုံးပြောဖို့ဆက်ပြီးကျွန်မပြချင်ပါတယ်ဒါကတော့ကြောက်ဖြူပေါ့အဲ့တော့ကြောက်ဖြူမှာတော့ကြောက်ဖြူမျိုးမှာလက်ရှိဒီတိုက်ပွဲတွေပြင်းထန်နေတယ်တိုက်ပွဲတွေပုံပုံပြင်းထန်လာတာကဒီမေလ19ရက်နေ့ကနေစပြီးတိုက်ပွဲတွေပြင်းထန်လာတယ်ဟွန်းလက်ရှိကကျွန်တော်တိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။အကြပ်သမားတွေကတော့တို့ရောဒီကြောက်ဖြူမျိုးကိုအင်အားလုံးနေတယ်တို့တိုက်ခိုက်နေလို့ကျွန်တော်နားလေရတယ်။အကြပ်ဘက်သမားတွေဒီထောင်းမှုလမ်းကြောင်းကတော့ကျွန်တော်တို့ဒီတောင်ကိုကနေပြီးတော့အကြပ်ဘက်သမားကဘယ်လိုလဲဒီတိုင်းပြည်မှာ။နော်ရခိုင်ပြည်နယ်မှာရခိုင်တပ်တော်အေအေစစ်ကြောင်းထိုးလို့ရခိုင်ပြည်လူတွေထွက်ပြေးရဆိုတော့ကြားဘူးလား။မကြားဘူးပါဘူးနော်။ဒါပေမဲ့စစ်တပ်စစ်ကြောင်းထိုးရင်ရခိုင်ရောပင်ဂါလီရော ရိုဂျာဘာလာအကုတ်ဘာတခုမှမသိအကုန်ပြီးရတာဟုတ်လားမဟုတ်ဘူးလားကျွန်တော်ပြောတာဟုတ်လားမဟုတ်ဘူးလားအဲ့တော့တိုင်းပြည်ကိုအကျန်းဖက်တာဒီဘယ်လိုလဲဗစက်ကအကျန်းဖက်လို့ပြောလိုက်ရုံနဲ့တော့အကျန်းဖက်မဖြစ်ဘူးနော်ကျွန်တော်ပြောသလိုရခိုင်ပြည်နယ်မှာကြောက်ဖြူမှာအခုတိုက်ပွဲဖြစ်တယ်အကျန်းဖက်ဓမ္မတွေရလို့သူတုံးထုံးတယ်နော်အဲ့တော့အကျန်းဖက်ဆိုတဲ့အရာကိုစကလုံးကိုဗစက်နဲ့တုံးထုံးလို့မရဘူးဟုတ်လားဘာဆိုဗဇက်ဆိုလဲမှန်ကန်တာကိုပြောရတယ်ဖားတဲ့ခင်းလို့ဝင်ကြီးထွက်ကြီးပေါက်ပန်းလေးစပြောလို့မရဘူးလူမှန်လို့ရှိရင်ဒါပေမဲ့အကျန်းဖက်ဓမ္မဆိုရယ်စကလုံးတုံးထုံးတော့မယ်ဆိုရင်တကယ်အကျန်းဖက်တာဘယ်လိုလဲတိဖို့လိုရတယ် ရခိုင်ပြည်နယ်မှာရခိုင်တပ်တော်အေးစစ်ကြောင်းထိုးရလို့အားခလေးရောခွေးရောလူရောအကုန်လုံးပြေးရတယ်ဒေတာမြင်ဘူးလားမရှိဘူးနော်ဒါပေမဲ့စစ်တပ်စစ်ကြောင်းထိုးရင်မပြေးနိုင်ဘူးရမရဘူးနော်အေးအဲ့ဒါဆိုရင်တိုင်းပြည်နယ်ပြည်သူပေါ့အကြမ်းဖက်တာအေးအေးလားစစ်တပ်ကဒီတိုက်ပွဲတွေကတော့ဖြောက်တော့ဖြောက်တော့ရှိတယ်ဖြောက်တော့ဖြောက်တော့ရှိတယ်တောင်ကုန်းတောင်ကုန်းနဲ့ကျွန်တော်တပတ်ကအုံချစ်ပင်လမ်းပိုင်းမှာတော့ဒီဘက်မှာတိုက်ပွဲတွေကပြန်ငြိမ့်နေတယ်။ပြီးတော့ကျွန်တော်တို့ဒီရခိုင်ပြည်တောင်ပိုင်းနဲ့အရောက်တိုင်းအဆက်မှာတော့အချမ်းမတမားတွေပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတယ်။ဒီနေရာပေါ်လိုက်ဒီနေရာပေါ်လိုက် ဟာကိုနေပေါ်လိုက်ဒီနေပေါ်လိုက်အဲ့ဒါတော့ပြောတတ်တယ်နော်တကယ်တကယ်တကယ်ဒီကောင်းနေကွာအဲ့ဒီအချိန်ကြီးတော့ကျွန်တော်တို့ဒါစိုးရမှာအေးစိပါအော်ဆိုအေးစိပါဒီကောင်းနေဒီဘက်ကကျွန်တော်တို့တောင်ကုန်းနဲ့တောင်ကုန်းနဲ့ဒီဘက်ကအုံးချင်မဲ့လမ်းပိုင်းတော့ကျွန်တော်တို့စိုးရမှာမရှိပါဘူးအုံးချင်ဒီပါစားတယ်အေးစိအဲ့နဲ့အဲ့နဲ့ဒီအဲ့ပထမနဲ့လမ်းပိုင်းပေါ့အဲ့ဒါတည်တယ်မင်းပြောမှငါတည်တယ်ဆက်ရှိတယ်တိုက်ပွဲဆက်ရှိတယ်တိုက်ပွဲပြည်နယ်ဆုံးနေရာပြပါဆိုတော့ဒီကြောက်ဖြူဖြူမှာတော့တိုက်ပွဲတွေပြင်းထန်တယ်လို့ကျွန်တော်နားလည်ရတယ်ပါတယ်ပြပေးမိရောက်ကိုနည်းနည်းရက်ကညီကြီးအားပေးတယ်မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ကဲကျော်စိုးဦးအခုပြောရတဲ့အနေထားကကုံကနဲ့28ရက်နေရငါလာပဲ28ရက်သူအဲ့လိုပြောရတယ်နော်အဲ့တော့သူပြောတဲ့တည်မှန်ကန်ရမယ်ဆိုရင်ရခိုင်တပ်တော် AA ကအဲ့ဒီ G1 အပါအဝင်စစ်ခွေးတအုပ်ကိုနွားလိုမျိုးကျိုးနဲ့ဆွဲပြီးတော့ရှင်တော်တဲ့မှာဒူးထောက်ပြီးတော့ဓာတ်ပုံကြိုက်စီအကြောင်းမရှိဘူးလေခင်ဗျစဉ်းစားကြည့်ကြည့်ဗျာသူပြောရတာဟုတ်တယ်နော် လေเจ้าရေเจ้า drone ကြီးတက်ပစ်ကူစစ်ကူအားတဘုံကြီးနဲ့လက်နက်ကြီးနဲ့ထုတာလေဟမ်ကဲအဲ့လောက်အဲ့လောက်လောက်ထားရင်အဲ့ဒီတကယ်တမ်းအဲ့လိုလုပ်ရင်အဲ့ဒီဟာကြမလား G1 အဆင့်ဆိုတာစစ်တပ်မှာရှေ့တန်းထွက်ကခဲ့တယ်နော်ဟိုကတ်တက်ပြီးပြောမယ်ဆိုရင်တော့အဲထွက်ကတယ်လို့ပြောရမှာပေါ့ဒါပေမဲ့ချင်းချင်းပြောရရင် G1 ဆိုတာဒေတာကုတ်ကဲရင်းမှုနော် G1 အဆင့်နော်ဒါသာကအဲ့တော့ဒီလိုဟာမျိုးကိုအရှေ့တန်းကိုလွတ်တယ်ဆိုတဲ့ကလက်ရှိစစ်ကောင်စီတပ်မှာ view ဟာမှုတွေမတာပေါ်လို့ဘလောက်ကုန်နေတယ်အဲ့ဒါဖြေပဲအဲ့တော့ view ဟာမူးမလုံလောက်တော့တဲ့အတွေ့ဒီ G1 အဆင့်အောင်မှရှေ့တန်းကိုထွက်ပြီးတော့ကုတ်ခဲ့ရတယ်အဲ့ဒီအတွက်ရခိုင်တပ်တော် AA ကဖမ်းပြီးတော့ကျုံးပလိုက်တယ်ဒါပဲအဖြေရတယ်เนาะအဲ့တော့ ပြန်စဉ်းစားမယ်ဆိုရင်ကျွန်တော်ကဒါကိုအတိုက်ခံလုပ်ပြီးတော့ဒီ video file ကိုတင်တာမဟုတ်ကျွန်တော်တို့ကမျက်ရှိမပြတ်ကြည့်ဖို့လိုတယ်။ဘာဖြစ်လို့လဲ။အခုကြော်စိုးဦးလို့သတင်းတင်ရင်ကြည့်။အာအချမ်းဖက်နှမတွေကပြောအချမ်းဖက်နှမတွေကအချမ်းဖက်နှမဆိုတဲ့စကားလုံးကိုတတွင်တွင်ပြောပေးတယ်။အဲ့တော့လူတွေကမဟုတ်တဲ့မဟုတ်တာကိုအဟုတ်ပါလို့ပြောရင်စကြားကစားမှာဝိုင်းဟားကြတယ်ဝိုင်းနေအော်ကြတယ်ပလောရိုက်ကြတယ်။တဖြည်းဖြည်းနဲ့အဲ့ဒါကိုပဲဟုတ်ပါတယ်ဟုတ်ပါတယ်ထပြောလိုက်ရင်အတန်တွေတိတ်လာတယ်။နောက်ဆိုရင်ငြိမ်သွားတယ်။အော် လက်တော့မခံသေးဘူးဒါပေမဲ့အဲ့ဆက်ပြောဆက်ပြောမှားတာပဲမှန်တယ်မှန်တယ်ပြောပေးနေနောက်တစ်ဖြည်းဖြည်းနဲ့အဲ့ဒီအမားကြီးကိုလက်ခံလာကြတယ်ပြီးသွားသွားပါတော့ပထမဦးဆုံးနားထောင်ပေးတယ်နားထောင်ပေးရအစဉ်လက်ခံလာတယ်နောက်ဆိုရင်အမားကိုမှန်ပါတယ်လို့ထုတ်ပြောတဲ့အစဉ်ဖြစ်လာအဲ့ဒါအဲ့ဒီရဲ့ view ဟာကဒါစစ်တက်ကခင်ဆက်ဆက်ကျင့်တုံးနေတဲ့ view ဟာဒါကြောင့်မလို့ဒီကောင်ကြီးကတကယ်တိုင်းပြည်ပေါ်အကြမ်းဖက်နေတာဒီအရှိမကျွန်တော်ပြောခဲ့တယ်လို့ပဲလက်တွေ့ကြကြကြည့်လိုက်မယ်ဆိုရင်လူမှန်အားလုံးသိပါတယ်ဗျာဒီတိုင်းပြည်နဲ့ပြည်သူပေါ်အကြမ်းဖက်နေတာဒီတိုင်းနဲ့လက်နက်ကိုင်တွေလားဒီအာဏာသိမ်းထားတဲ့စစ်ကောင်စီလား ်သမင်းစားပြီးကြီးတဲ့လူတိုင်းတိတယ်သူတို့ကိုယ်တိုင်းနဲ့တိတယ်မတိတာမဟုတ်မတိတာမဟုတ်ရှင်းရှင်းလေးဘာဖြစ်လို့လဲဟိုဒီဘယ်ကြီးဖြစ်နေတော့မှကြော်စိုးလူပြောတာမတွေ့ဘူးတဲ့မင်းတို့အကြမ်းတမ်းဆက်ဆံတာကပုံရှင်းလိုက်တာဘာဖြစ်တာညာဖြစ်တာဒီကောင်တိတယ်မတိတာမဟုတ်ဗျာအလကားမတိဘူးဆိုတာတိတယ်ဒီတိုင်းမြေမှာသူတို့စစ်တပ်ကအကြမ်းဖက်နေတာသူတို့တိတယ်ဒါပေမဲ့ဝင်ကပြောသူတို့ကိုယ်တိုင်အကြမ်းဖက်တယ်မှတိပေမဲ့တကယ်မဟုတ်တာကိုအဟုတ်လို့ပြီးတော့ခဏများအော်ပေးတာအဲ့ဒီအမှားကိုပြည်သူတွေနားယင်အောင်လက်ခံအောင် ဒါကြောင့်မလို့အဲ့လိုသူတို့အမားကိုအမှန်လို့អော်ပေးထိုင်ကျွန်တော်တို့ကပြန်ပြီး region လုပ်ပြီးထောက်ဒါကြောင့်မလို့များများထောက်မဲ့လူတွေပေါ်လာပါနော်ဝိုင်းနာထောက်ပြီးမယိုးတော့နဲ့ဒီကောင်လေးခြေလှုပ်ဝင်ခြေអော်လက်လှုပ်လက်អော်ပေးဘာဖြစ်လို့လဲကျွန်တော်တို့ကအမှန်တရားအတွက်អော်လာဟုတ်တယ်နော်အခုရခိုင်ပြည်မှာမှတ်မိကြသေးတာမသိစစ်ဌာနချုပ်ကြီးမကြတယ်ဒီကောင်လေးဘယ်လိုသတင်းတင်ခဲ့လဲအာကစ်ကူစစ်ကူလေးဘယ်လိုပေးလာစစ်ဌာနချုပ်အေးဆေးပါရေခဲပါဘာညာဒါပေမဲ့ဘာဖြစ်သွားလဲနောက်အဲ့စစ်ဌာနချုပ်ထဲမှာတုံးလာတော့ ရစ်ခတ်ပြတ်လို့ဆိုပြီးတော့တို့စစ်တပ်ထဲကကောင်းကိုလည်းလက်လွင်ပြီးပေါ်လာချိန်မှာဒီကောင်တွေယူချောင်ဆောင်တိတ်သွားတယ်ဟုတ်တယ်ဟမ်အဲ့တော့နောက်ဘာဖြစ်သွားလဲစစ်တမ်းအကျိုးကြီးကြာသွားတယ်အရာရှိအကျက်စစ်တီတွေအကုန်လုံးအေးအေးတုံမှန်းဖြစ်တယ်အဲ့ဒီတုံမှန်းဖြစ်သွားတဲ့မိသားစုတွေဘဝတွေကိုအဲ့ဒီတည်င်းအောက်ကရအင်းစင်းပါအင်းစင်းပါអော်ခဲ့တဲ့အဲ့ဒီဘောမတွေဘယ်သူတောင်းဝင်ယူပေးတယ်ဘလို့မှမယူပေးဘူးနောက်ဆုံးမင်းအောင်နဲ့ကိုယ်တိုင်တောင်းဝင်ယူပေးတာမယူပေးဘူးနော်ရခိုင်တပ်တော်အေးအေးလူရဲစစ်စာနာထောက်ထားစွာနဲ့လူကိုလူတို့တတ်မှတ်ပြီးတော့ကျွေးမွေးဆောက်ရှောက်ထားလို့လာဒီလိုအသက်ရှင်ရအောင်အကုန်လုံးပြစ်တတ်ပလိုက်လို့အမှပြီးတယ်အကုန်လုံး စဉ်းစားကြည့်အဲ့တော့ဒီကောင်းနေဟာသူတို့အတက်မသေးတိုင်းစစ်သားတွေကိုမြှောက်ပေးပြီးတော့ခိုင်းနေတယ်ပေကြလားမတင်ကြဘူးအဲ့လားအဖြေပဲအခုလည်းကြောက်တော့ကုန်28ရက်နေ့မှတူပြောတယ်33ရက်နေ့မှ28 28ကုန်30 37 4ရက်ပဲကြာဒါနဲ့မှ3ရက်ပဲကြာတယ်သူပြောသလိုလားနော်လေတောင်းကလည်းမနာတမ်းပြစ်နေမယ်ဒုံးတွေကလည်းမနာတမ်းကျဲနေမယ်နော်လက်နဲ့ကြီးနဲ့ပြစ်ကူလုံးမယ်ရေသားကလည်းလှမ်းပြစ်နေမယ်ဒီကလည်းချင်းချင်တန်ရင်းတွေကြီးတဲ့တွေကလည်းစစ်ထိုးနေမယ်ဘေးကလည်းစစ်ကူပြစ်ကူတွေတောက်တော့ထဲမယ်စစ်ကူလည်းပါတယ်နော် ဟမ်စစ်ကူအင်အားနဲ့ဖြည့်ထားတယ်ဟုတ်လားစစ်ကူပြစ်ကူပြောသွားတာကိုအဲ့လိုလှုပ်ထားမယ်ဆိုရင်ရခိုင်တပ်တော် area အဲ့ဒီ D1U ကိုဖမ်းနိုင်မလားဖမ်းဖမ်းနိုင်မယ်နော်လေပါမယ်လေပါမယ်လိန်ညာပြီးတော့ဝါရဖြန့်နော်စစ်သားတွေမသေးသေးအောင်မြှောက်ပေးဟမ်လှုပ်နေတာကြည့်တိုင်းပြည်အတွက်ဖြစ်စည်းနေတာဒီကောင်လေးအဲ့ဒါမျက်နှာကိုတွေ့ပဲအဲ့တော့စစ်တပ်ညောင်းလဲကြောက်အောင်လုပ်တာစစ်တပ်ဂုံနဲ့ခံမရအောင်လုပ်နေတာလေဟဲ့ဒီစစ်တပ်ထောက်ခံတဲ့လူတွေနဲ့စစ်ကောင်းဆောင်ပဲဒီစစ်သားတွေကိုတေအောင်လုပ်နေတာလေဟဲ့ဒီစစ်တပ်ထောက်ခံတဲ့ကောင်တွေနဲ့စစ်ကောင်းဆောင်ပဲ အာနန်သိမ်းပြီးတဲ့နေ့ရက်ဆရာစပြီးတော့ဒီနေ့ထိစစ်သားဘလောက်တည်ပြီးတော့ဘလောက်ဒုက္ခတက်ဖြစ်သွားပြီကျွန်တော်တို့တော်လန်ရေးဘက်ကတော့မှအာနာစသိမ်းတဲ့ကတော်လန်ရေးအင်အားတထောင်ကျော်ကြာဆုံးသွားပြီးတည်ဝင်ထုတ်ပြန်တယ်အဲ့တော့စဉ်းစားကြည့်တိုက်ပွဲတစ်ခုမှာနော်ဒီမှာစစ်တောင်းဖိုးလာတယ်အဲ့ဒီစစ်တောင်းကိုစောက်ပြီးပြစ်ပြီးတော့အနိုင်ရသွားတယ်စောက်ပြစ်တဲ့ကောင်တွေကဘယ်ဘက်ကတည်တယ်ရှင်းရှင်းလေးဟုတ်တယ်နော်ဒီကတေးချာဝင်ရနေစောက်နေတာစစ်တောင်းကလာမှန်းမတိလို့ဝိုင်းပြစ်တယ်အကောင်လုံးစစ်တောင်းကြောင်းလုံးပြုတ်သွားတယ်လက်နက်တွေရတယ် ဘယ်ဘက်ကအပေများမလဲရှင်းရှင်းလေးပဲနော်နော်စကမ်းကောင်းတစ်ခုကိုဝင်သိမ်းတယ်ဒီစကမ်းတစ်ခုသိမ်းတယ်ဆိုတော့မသိမ်းခင်တည်းကဒီစကမ်းမှာအင်အားဘယ်လောက်ရှိတယ်ဘယ်အပေါက်ကဝင်ရမလဲဘလို့မဘလို့ရှိတယ်ရှင်းထွက်မိုင်းကိုဘယ်ရထွက်ပြီးတော့ဘယ်ရဝင်စီးမလဲစသဖြင့်အကောက drone နဲ့အကောင်လုံးချိန်ပြီးတော့မှဝင်စီးကြတာစကမ်းတစ်ခုသိမ်းတယ်စောင်းရဝင်သိမ်းရမဟုတ်ဘူးဟိုမှာစစ်တပ်စကမ်းတွေကိုသွားသိမ်းတယ်လို့သိမ်းတာမဟုတ်ဘူးသွားချက်ပြီးမှသိမ်းတာဆိုတော့အဲ့လိုပွက်ချက်ပြီးသွားသိမ်းတယ်ဒီစကမ်းကိုကြာသွားတယ်အဲ့စကမ်းမှာရှိတဲ့စစ်ကွေးတွေအလောင်းတွေရောပုံတွေပြတယ်ပြီးရရှိတဲ့ခဲရလက်နဲ့တွေပြတယ်အဲ့ဒါဆိုဘယ်ဘက်ကအသေးများမလဲ သွားသိမ့်ပြီးတော့နိုင်ဝမ်းတဲ့လူကအသေးများမလားကြားတဲ့လူအသေးများလားအသေးရှင်းတယ်နော်အဲ့တော့လက်ရှိအာနာသိမ့်ပြီးတဲ့ကစစ်ကောင်စီတပ်စခန်းပေါင်းဘယ်နှထောင်သိန်းကတည်းကဝယ်ပြီးမြို့ပေါင်းလောက်ရာချီနေပြီအဲ့တော့တော်လိုင်းဘက်ကတော့ဘယ်လောက်ကြားတယ်ဆိုရင်အဲ့ဒီစစ်တပ်ဘက်ကဘယ်လောက်ကြားတယ်လက်တွေ့ကြကြလေးပဲကျွန်တော်နှိုင်းရှင်းပြတာဟုတ်တယ်မလားအဲ့တော့တကယ်စစ်တပ်ကိုဖျက်နေတာဒီဟာဒီစစ်တပ်ထောက်ခံတဲ့ကောင်တွေပါအဲ့ဒါမြင့်မြင့်ပဲကြည့်လိုက်နော်ဒီကောင်တွေလိန်ညာပြီးတော့နော်ဝါရမိုင်းဖျက်တယ်ဆိုတဲ့တက်တည်နေနောက်ထပ်နောက်ထပ်အဲ့လိုပြောကျွန်တော်တို့ကချက်ချင်းထောက်မှာပဲ ရှင်းရှင်းလေးဒါပဲကျွန်တော်တို့တိုင်းပြည်မှာဒီလူယုံမာတွေစကားတန်းလွှမ်းမိုးစရာအကြောင်းမရှိဘူးကြရှင်းရှင်းလေးကျွန်တော်အဲ့လိုယုံမာပြီးတော့လိညာဝါဒဖြန့်ရင်ကျွန်တော်ကိုဝိုင်းစော်ကြတယ်ကဲဒါတော့ကုစေးတုံးတဲ့ထားတဲ့ verify ဖြစ်ပါတယ်နော်အဲ့တော့ဒီစစ်ကောင်စီကြာရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့သူတို့ဘက်က lobby တွေကဘလောက်ပဲညံ့ညာပါနောက်ဆုံးမှာတော့ဗောနော်ဓာတ်ပုံတွေ verify နဲ့ထွက်လာတဲ့အခါမှာတော့သူတို့အများရမ်းပဲ ဒီပါဇက်ပိတ်သွားတာဖြစ်ပါတယ်နော်အဲ့တော့သူတို့အဲ့လိုမျိုးလှော်ပြီးလှုပ်ပြီးမှတော့အခုဆိုရင်ဒီကြောက်ဖြူမှာသူတို့စစ်ကူပို့ပါတယ်ဘာညာပြောတာလိန်ခဲ့တာပေါ့နော်စစ်ကူပို့နေဆိုရင်ဒီလိုမျိုး G1 လို့အဆင့်ကကြာစီရလာပေါ့နော်အဲ့တော့ ဒါတွေကသူတို့လိန်ညာနေတဲ့ဟာတွေဖြစ်ပါတယ်နော်သူတို့စစ်တပ်ကလူတွေအားရှိအောင်ပေါ့နော်သူတို့ကရှောက်ပြောနေကြပါဘောနော်ဒါပေမဲ့လည်းတကယ့်အမြေပြင်မှာတော့သူတို့စစ်ကူတွေမပို့နိုင်ဘူးဆိုတာသိကြပါတယ်နော်စစ်ကူပို့ရင်လည်းအာဒီလမ်းမှာဖျက်တိုက်ပြီးမှမျိုးစားတွေဖြစ်သွားအားလုံးလည်းမြင်ပါတယ်နော်စစ်ကူပို့တဲ့ကားနှစ်စီးဆိုရင်တခါတည်းနှစ်စီးလုံးကိုမီးလောင်ပြီးတော့အထက်ရဟာတွေအကုန်လုံးလောင်ကျွမ်းကုန်တာအားလုံးမြင်ပြီးသားဖြစ်ပါတယ်နော်တပုန်ပိုင်နေပြီးလို့ပိုင်နေအဲ့တော့ဒီ lobby တွေဘလောက်ပဲလိန်လိန်နောက်ဆုံးမှာတော့သူတို့ကြရှုံးနေဟာကြီးကပေါ်လာတာပဲဖြစ်ပါတယ်နော်အဲ့တော့မကြခင်ပါလေသူတို့ဘလောက်ပဲပေါ့နော်စူးစမ်းစူးစမ်းတော်လိုင်း ကတော့เนาะအောင်မှာတေးကြတယ်ဆိုတော့ကိုသုံးသက်ပြောဆိုရင်ကျွန်တော်ပြီလို့ဆုံးသက်လိုက်ပါတယ်เนาะโอเคအဆအဆုံးကြည့်ပြီးကြတယ်မြန်မာပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းမခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့ Sunday လေးမှာလုံးသမျှဆောက်သမျှသွားသမျှလာသမျှအရာအားလုံးပါ begin ကြပါစေသွားလိုက်ရမှာ begin ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ